調査စီခြင်းနဲ့ပြည်သူကတပူပေါ်နှစ်ပူစစ်မယ်ဗျာပြောချင်တာကမပြိုရတဲ့ကြားတဲ့လူတွေကယ်လို့မရတဲ့စစ်ပွဲပါထပ်ဖြစ်ရင်အဲ့ဒီဒေသတွေပါစစ်ပါထပ်တိုက်ကြရင်ပြည်သူကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော့ဘုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဟိုအခွင့်ကောင်းမယ်သူတို့ကိုအပြတ်တိုက်ရမယ်ဘာညာပေါ့နော်ဘယ်သူကတက်ရေးလိုက်လဲမသိဘူးဟုတ်လားမဟုတ်လားလည်းမသိဘူးအတူလားအစစ်လားလည်းမသိဘူးပေါ့ဒါမဲ့ဒီစကားဒီချိန်မှာဒီစကားတွေကိုကျွန်တော်တို့ကကျွန်တော်တို့ဘက်ကညီကိုမောင်နှမများကိုရှောင်စေခြင်းနေပါကြောက်လဲဆိုတော့ ကျွန်တော်တို့ကယ်ဆယ်ရေးဆိုတာလူတွေကဒီလူတယောက်ရဲ့အသက်ရှင်နှုန်းက၃ရက်နဲ့ပပူဘူးဒီလိုအဆောက်အဦအောက်ထဲမှာဒီပိတ်ကြပိတ်မိနေတဲ့လူတွေကိုကယ်ထုတ်ဖို့က72 hour ဆိုတာဒါ maximum hour ပဲအဲ့ဒါကဒါလူတိုင်းပြောနေတာဟုတ်တဲ့နေမှာလည်းဒါပဲပြောနေတာအဲ့တော့ဒီအရေးကြီးတဲ့ဒေတာတွေမှာဒီချိန်မှာကျွန်တော်တို့ကဟို ွင့်လင်းဆုံးပြောရရင်ကျွန်တော်တို့ကဟိုသွေးစာနေတဲ့လူတွေမဟုတ်ဘူးเนาะဟိုဟိုကျွန်တော်တို့ကသွေးစာပြီးတော့စစ်ဖြစ်ခြင်းလို့စစ်ဘလူးတွေဖြစ်ခြင်းလို့စစ်ပြင်းလှုပ်ခြင်းလို့စစ်တိုက်နေတာမဟုတ်ဘူးเนาะဆရာနာရှင်ကမတရားစစ်တပ်ကအာဏာသိမ်းပြီးလူတွေကိုဖမ်းဆီးနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်တသက်လုံးအခုကတော့မစင်းပေးနိုင်ဘူးငါတို့ပဲတသက်လုံးရာသက်ပံအုပ်ချုပ်မယ် အုပ်ချုပ်တာလည်းတိုင်းပြည်ပြည်သားများကိုမျက်မျက်တတအုပ်ချုပ်တာလည်းမဟုတ်ဘူးသူတို့ပဲကြီးပွားချမ်းသာသူတို့မိသားစုတွေပဲသူတို့ဘူချုပ်သားသမီးတွေပဲကြီးပွားချမ်းသာပြီးတော့ပြည်သူတွေစင်ရဲစုပ်ပြတ်နေလို့စနစ်ကိုပြောင်းပေးဖို့ကျွန်တော်တို့ကဟိုဒီဒီငိမ့်ချမ်းတဲ့နီးနေပေါ့နော်မပြည့်ရွေကြော်ကိုပြနေတယ်ဒီလားအောက်မှာနော်မယ်ပြည့်ရွေကြော်ပြည့်ရွေကြော်အခုကသူတို့ကတကဘာလုံးကပြောနေတာဒီကိစ္စဒီပြည့်ရွေကြော်ဖြစ်သွားတဲ့ကိစ္စဘာကြောင့်ဒီလောက်အကြီးမားကြီးဖြစ်သွားရသလဲပေါ့နော် ဲ့တော့ပြည့်ရွေကြိုးကြီးရတော့သူကပုံမှန်နေသားတွေသူတို့ခုံးတက်သွားတယ်တော့မဟုတ်သူတို့ရွေ့သွားတာသူတို့ခုံးတက်သွားရင်တော့ငြေရသူတို့သူတို့အတဲ့အတဲ့ကနေသူတို့ခုံးတက်ရင်တဲ့တဲ့မတက်ရင်သူတို့ရွေ့သွားတာတဲ့မသူပြနေစီရင်မသေးချာပြနေအဲ့တော့အဲ့တော့ပြောချင်တာကဟိုကျွန်တော်တို့ဘက်ကဟိုအေးစစ်စစ်အာနာကို ပြောင်းကျင်လို့ဟိုဒီဒီမဲပေးပြီးတော့ကျွန်တော်တို့ဒီငိမ့်ချမ်းတဲ့နီးနေပဲ ကျွန်တော်2008အဖွဲ့အစည်းပုံအခြေခံဥပဒေအောက်ကပဲကျွန်တော်တို့ကအင်းကြမ်းကြမ်းနဲ့မဲပေးခဲ့တာအဲ့ဒါကိုလူဘာဝပြီးတော့စစ်တပ်ကအာဏာသိမ်းပြီးတော့ဆန္ဒပြတဲ့လူတွေနဲ့အဲ့ဒီပါတီကလူတွေအကုန်ဖမ်းမယ်အကုန်တတ်မယ်ဆိုပြီး NLD ပါတီကိုအပြတ်ချေမုံပြည်သူတွေဆန္ဒပြတဲ့လူငယ်တွေကိုအပြတ်ချေမုံတနတ်တွေနဲ့ပြည့်မီလို့နဲ့ပြည့်တယ်လို့လို့ဒီဒေါ်လာကြီးဖြစ်လာတာပြောချင်တာကအခုမှကျွန်တော်တို့ဘက်ကလူတွေကဟိုစစ်ဘလူးတွေပါလိမ့်လာမပြောနဲ့။နော်စစ်ဘီရင်တွေပါလိမ့်လာမပြောနဲ့ ပြောချင်တာကမြန်မာပြည်မှာစစ်ပြင်းဘွာရကြီးစိုးနေတာစစ်တပ်ကပဲအဲ့တော့ကျွန်တော်တို့ကသွေးဆာနေတာ မဟုတ်ဘူးဗျာဒီလားကျွန်တော်တိုင်းပြည်ကိုပြောင်းချင်တာဒါပေမဲ့တိုင်းပြည်မှာအခုအရေးပေါ်အခြေအနေဖြစ်တယ်ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ပြည်သူတွေခံစားရတယ်ဒါတဘာဝဘေးကြီးဗျာနောက်တဘာဝဘေးရလေဒါအရေးပေါ်ကယ်ဆယ်ရမယ်အနေထားဗျာဒီလားဟို ကိုဗစ်နဲ့တော့မတူဘူးကိုဗစ်လည်းတစ်မျိုးပေါ့လေကိုဗစ်ကလည်းနောက်တစ်မျိုးပေါ့ဒါကပြိုကျပျက်စီးသွားတဲ့အိမ်တွေအောက်ကမြိတ်မိနေတဲ့အရှင်လက်လက်ပြသိလားဥပမာထိုင်းနိုင်ငံမှာဆိုကြည့်လေဒီထိုင်းကဒီဆောက်လက်စားအဆောက်အဦကြီးပြိုကျသွားတာအဲ့ဒီအထက်တိုင်းတိုင်းမှာအလုပ်သမားတွေမြောက်များစွာရှိမှာဗျကိုချင်းစာကြီးဖြစ်ဖို့များတာကျွန်တော်မြန်မာအလုပ်သမားတွေပဲဖြစ်မှာပါပြိုကျသွားတဲ့အချိန်မှာအဲ့ဒီထဲမှာအကုန်လုံးအုပ်ပုံထဲမှာပါသွားတာထိုနည်းလကောင်းမင်း အခုကျွန်တော်တို့နိုင်ငံမှာလည်းမန္တလေးမှာဆိုလည်းကွန်ဒိုတွေပြိုတယ်တချို့ကွန်ဒိုဆိုရင်73တက်ကဟို9တက်ပဲကျန်တယ်ခုနှစ်တက်ကမြေကြီးအောက်ရောက်သွားတယ်ဥပမာအဲ့ဒီမြေကြီးအောက်ရောက်သွားတဲ့လူတွေအားလုံးကကျွန်တော်တို့ကဲနိုင်မလားအဲ့တော့အသက်ရှင်ပြီးဆွဲနေတော့အခုအခုလည်းဒီခဏတော့ကဗီဒီယိုတပုတ်တွေ့ရတယ်အဲကလေးနဲ့အမေနဲ့ပေါ့ကလေးကနိုးဆုံနေတယ်ဒီဘက်အောက်ကလူတွေကဗျာအရန်ဝမ်းနေဖို့ကောင်းတယ်သိလားတူတွေနဲ့ဖြတ်နေရတယ်လှော့တွေနဲ့လှီးနေရတယ်ဗျာနော်အပြေသူတွေက ဟိုရှိတဲ့ဟာနဲ့လုံနေရတာပေါ့နော်အစိုးရကဘာမှအကူအညီမပေးဘူးစစ်တပ်ကဒီချိန်မှာသူတို့စစ်သားတွေထွက်လာပြီးတော့သူတို့ရဲ့ဒီသူတို့ပြောအင်ဂျင်နီယာကြီးတက်တွေဘာတက်တွေညာတက်တွေကဒီမှာလာမှလေနောက်မို့လဲသူတို့ကယ်ဆယ်ရေးအတွက်သူတို့အထီးကဖွဲ့ထားတဲ့အဖွဲ့တွေကလက်နက်ပေါင်းစုံကိရိယာပေါင်းစုံနဲ့လာမှလေအဲ့တော့ပြည်သူတွေကရှိတဲ့ဟာလေးနဲ့အိမ်မှာရှိတဲ့တူလေးတွေလွှာလေးတွေနဲ့ဖြတ်ပြီးတော့ကယ်ထုတ်နေရတာအဲ့တော့ဟိုဟိုဒါကက်ပေးကြီးဗျကက်ပေးကြီးကနောက်တစ်ခုကဒီငလင်းရဲ့သဘောတရားကလည်း ဟိုစင်စက်မပြတ်လှုပ်တက်တဲ့သဘောတရားရှိတယ်။ဒါကြောင့်လည်းအခုမန္တလေးမြို့မှာဟိုထိုင်းနိုင်ငံမှာအစားလူတွေညပဲအဲ့တော့မအေးရကြဘူး။ဘာလို့လဲဆိုတော့ဟိုနောက်တစ်ခုဖြစ်လာနိုင်တယ်မပေါ့သိမ့်ဘူးပေါ့နော်။အခုတရင်တစ်ခုပါလဲပြောနေတာကဟိုတချိန်တော့ကတနိုင်ငံမှာအဲ့လိုမျိုးဖြစ်ပြီးတော့နောက်ဆယ်နှစ်ပြည့်မှာနောက်တစ်ခုအကြီးအကျယ်ထပ်ဖြစ်ပူတာတွေရှိတယ်။ဖြစ်ရှင်လည်းဖြစ်မယ်မဖြစ်ရှင်လည်းမဖြစ်ဘူးပေါ့။ဒါပေမဲ့ပြည်သူတွေကငလင်းရဲ့သဘောတရားကြာဒီမြေကြီးကရွေ့သွားတာလားခုံသွားတာလားဖြစ်တယ်ပြည့်။ ကျွန်တော်တို့ကျွန်တော်တို့ကမြေကြီးပေါ်မှာလူတွေအိမ်ဆောက်ပြီးနေကြရတာလေအဲ့တော့အောက်ကမြေမြေလွှာကရွေ့သွားတဲ့ခါကျတော့အဲ့ဒီရွေ့တဲ့အရွေ့ကဘယ်လောက်ထိဘယ်နေရာမှာတင့်နေပြီးတော့ဘယ်လိုပြန်ပြိုကြမလဲဘယ်သူမှမသိလို့အဲ့ဒါကိုနောက်ဆက်တွင်ငယ်လင်းလို့ခေါ်တာလေအဲ့တော့အဲ့တော့အဲ့တော့အဲ့လိုအနေထားမှာဟိုအရေးပေါ်အနေထားဗျအဲ့တော့ပြိမိနေတဲ့လူတွေအခုကသိဆုံးသွားတဲ့လူတွေကိုလည်းဒါကံမကောင်းလို့ဆုံးသွားတဲ့လူတွေကိုလည်းကျွန်တော်တို့အလောင်းရောက်ပြန်ရဖို့စူးစမ်းရတယ်လို့ ောက်တစ်ခုကလည်းပိတ်မိနေတဲ့လူတွေကိုလည်းအသက်နိုင်ဆုံးအသက်ရှင်ပြီးကယ်ဆုတ်ဖို့ပြီးတော့ဆေးဝါးကုသပေးဖို့ဆေးရုံတွေမှာရှိဖို့အခုကဘာမှအဆင်သင့်မရှိဘူးပြည်သူအတွက်ကိုဘာမှကိုမလုပ်ထားတာဗျာအခုမန္တလေးဆေးရုံပြိုကျသွားတယ်ဗျာဘယ်သူတို့အရေးပေါ်ဘယ်ကနေလာမလဲအူထိုင်းနိုင်ငံကတော့ကြီးညာတယ်နော်သူတို့စစ်တပ်ကဆေးရုံတွေနော်စစ်တပ်ကလိုအပ်တဲ့ပုတ်ကလေးကဆေးရုံတွေအားစာပြည်သူတွေကိုအလဲကားကုပေးပြန်နော်ပြည်သူတွေကအကုန်လုံးလမ်းဖွင့်ပေးတာလို့ဆိုထိုင်းအစိုးရနဲ့ထိုင်းအစိုးရရဲ့တာ အရေးပေါ်ကဲစရီအဖွဲတွေကလုပ်တယ်ကျွန်တော်ကဘာမှမကြည့်ဘူးသူတို့လုပ်တတ်တာပါလေသူများကိုပြောရင်လည်းသူများကပြောတယ်နိုင်ငံတကာကိုတတ်တောင်းတာပဲရှိတယ်နော်အားလို့အရေးပေါ်သွေးလူနေပါတယ်အရေးပေါ်လူပါတယ်တကဘာလုံးကကူပါအောင်မဲ့လုပ်တတ်တာဒါပေမဲ့သူတို့အဲ့လိုလုပ်တဲ့အခါကျရင်လေသူတို့ရဲ့ဒလီစရိုက်အရာဘတော်မှလည်းအဲ့ဒီရလာတဲ့ပတ်စံတွေရလာတဲ့အကူအညီတွေပြည်သူပေးတာမို့သူတို့အရင်ဆုံးခိုးတာသူတို့အဲ့ဒါနဲ့ပဲကြီးပွားကြတာဒီဘူချုပ်တွေကနာကိမာတော့ကလည်းဖြစ်ထားပြီးသား သူတို့အိမ်သူတို့အားနဲ့ဘိုက်ပြမှာရှိတဲ့ပြည်သူတွေကိုဗျာအုပ်စုရင်ဗျာတခြားစဉ်းစားကြည့်ဗျာဖြစ်တာကနေ့လယ်7:00နာရီကျော်လောအခုညညမိုးချုပ်သွားပြီအုပ်စုမှာမှာဆိုညအညစင်နိုင်7:00နာရီဖြစ်နေတနင်္ဂနွေသူတို့ဘာထိုင်လုံးနေကြလားနော်အဲ့တော့အဲ့ဒီသူတို့သုံးမဲ့စစ်လေရည်တွေနဲ့အဲ့ဒီဖြစ်တဲ့နေရာတွေကိုသူတို့ပစ္စည်းတွေပို့ရမယ်စေဝါးတွေပို့ရမယ်အကူအညီတွေပို့ရမယ်စာအဲ့ဒီစစ်ရည်လေရည်တွေကိုဘုံတကျဲတယ်ဗျာနောက်ချိုမှာတကျဲတယ်ဖြူးမှာတကျဲတယ်ဗျာဒီလူတွေက လူသားတွေမှာဟုတ်ရဲ့လားမသိဘူးเนาะပြောချင်တာကတော်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 ရိုင်းဆိုင်ရုံမှာရက်ဆက်ပက်ဆက်တဲ့လူတွေပဲအဲ့တော့အဲ့တော့ဒါပေမဲ့သူတို့မလုပ်ရင်လည်းကျွန်တော်တို့လုပ်ရမှာပဲလေသူတို့ကအဲ့လိုရက်ဆက်တဲ့စိတ်ရှိပြီမဲ့လေကျွန်တော်တို့ကအဲ့လိုရက်ဆက်တဲ့စိတ်မရှိဘူးကျွန်တော်တို့ဒီပြည်သူနဲ့အတူတူနေနေတာကျွန်တော်တို့ဒီကျွန်တော်တို့မှာပြည်သူပဲရှိတယ်အဲကျွန်တော်တို့လုပ်နေတာလည်းပြည်သူအတွက်ပဲလုပ်တာသူတို့စဉ်းစားတယ်လို့မျိုးကျွန်တော်တို့ကစဉ်းစားလို့မရဘူးဒါကြောင့်အခုဖြစ်နေတဲ့ဒေသတွေမှာ ဒီအနည်းဆုံး2ရက်3ရက်လောက်တော့စိတ်ရှည်လက်ရှည်နေခဏလေးပြည်သူကိုကူညီဖို့ပဲဒါဘယ်မှပြေးစရာမရှိမရှိတော့ဘူးလေအဲ့ဒါကိုကျွန်တော်တို့ကစဉ်းစားပြီးတော့ဒီ2ရက်3ရက်ကိုတော့အတက်နိုင်ဆုံးကယ်ဆယ်ရေးတွေဦးစားပေးပါဟိုဟိုပြောပြောတာဆိုတာတွေကိုတတိထားပါ ပြောချင်တာကသူတို့ပုံကြီးချဲ့လိမ့်မယ်သူတို့ကနိုင်ငံတကာမီဒီယာထိပါ ပုံကြီးချဲ့ပလိုက်လိမ့်မယ်เนาะကျွန်တော်တို့ဘက်ကဟိုစစ်ကောင်းဆောင်တွေပေါ့เนาะဟိုတယောက်ကတော့ ဟိုသူနာမည်နဲ့တက်ရည်ဒါပေမဲ့အဲ့ဒါကကျွန်တော်ထင်တယ်အတုဖြစ်မှာပါအစ်စ်မဖြစ်နိုင်ပါဘူးเนาะမရေးတင်ပါဘူးเนาะဒါမျိုးရေးရင်လည်းဒါမဟုတ်ပါဘူးဒါဂျင်းစတဲ့ကြီးပါဒါ fake news ပါဆိုပြီးတော့ကျွန်တော်တို့ထုတ်ပြန်ကြေညာတင်တယ်အဲ့တော့ဒီချိန်မှာကျွန်တော်တို့ဒီဒီလူတွေကိုအခွင့်ရေးရပြီးအာသူတို့လေရင်ခွင်းတွေပြတ်နေပြီးဘာညာသူတို့ကိုအဲ့ဒါတွေမပြောတင်သေးပါဘူးအဲ့ဒီအချိန်မှာဟုတ်သေးပါဘူး၃ရက်ကျွန်တော်နောက်ကြွားလို့တပတ်နောက်ဆုတ်လိုက်လို့ကျွန်တော်တော်လန်ရေးတဲ့ဘာမှမထိခိုက်ပါဘူးညာเนา ကျွန်တော်တို့ကမိုရယ်လီယာပြောတာဆိုတာသတိထားဖို့လိုတယ်ဒါတွေကိုဒီလူတွေကပုံကြီးချဲ့ပြီးတော့ပုံကြီးသူတို့ပြောတာတော့ view size ရတော့မလိုပါဘူးဒါပေမဲ့နိုင်ငံတကာရှိနေတယ်အခုကဒီသတင်းကတကဘာလုံးမှာနာမည်ကျော်သတင်းမှာအုတ်ထိုင်းဆိုတာကမြန်မာပြည်ကိုရိုက်ပြလို့မရလို့သူတို့ကဘန်ကောက်ကိုဘန်ကောက်မှာလည်းဖြစ်ထားလို့ဘန်ကောက်ကိုရိုက်ပြနေတာအဓိကဒီသတင်းကမြန်မာမြန်မာသတင်းမှာတကဘာလုံးမှာပြောနေတာတကဘာလုံးကမီဒီယာတွေတဏီကုန်ပြနေတာနော်တဏီကုန်ပြနေတာ ဒါကဘာကဘာကဘာလုံးဆိုင်ရာ globalization မှာကပ်ဘေးကြီးတစ်ခုပါအဲ့တော့ကဘာလုံးကလည်းစိတ်ပူပီးနေကြတယ်ကျွန်တော်အလုပ်ထဲမှာလည်းအားလုံးပြောတယ်မင်းတို့မြန်မာပြည်မှာဖြစ်တာစိတ်မကောင်းဘူးဘာလို့ဆိုလူတိုင်းတွေ့နေတာဘူးเนาะအကုန်လုံးသိတယ်အခုအလုပ်ထဲမှာလည်းအကုန်သိတယ်ပြောချင်တာကဘာလုံးသိနေပြီမြန်မာပြည်မှာဒါတွေဖြစ်တယ်ကျွန်တော်အကုန်လုံးလာနှုတ်ဆက်ကြတယ်စိတ်မကောင်းပါဘူးစိတ်မကောင်းပါဘူးပေါ့เนาะအဲ့တော့ပြောချင်တာကကျွန်တော်တို့ကဒီအချိန်မှာအပြောအဆိုတွေဆင်ကျင်တဲ့နေเนาะကျွန်တော်တို့လူသားမဆန်ဘူး သူတို့လူလေမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပြီဒါဒါကိုကျွန်တော်တို့အထူးအထွေပြောစရာမလိုပါဘူးเนาะကျွန်တော်တို့သူတို့သူတို့အဲ့လိုလူသားမဆန်လို့လေကျွန်တော်တို့ဒီလိုစစ်ပွဲတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေကြရတာပြည်သူတွေဆင်းရဲအခုဆိုရင်ဘလောက်ဝမ်းနေဖို့ကောင်းလဲစေယုံကြီးသွားတယ်စေယုံကြီးလည်းပြိုကျထားတယ်ပြည်သူတွေကကူရမဲ့ကြရမဲ့ဦးကျွန်တော်တို့တော်လိုင်းစေးတက်တွေကလာလို့မယ်ဆိုရင်သူတို့ခွင့်ပြုမှာလားကျွန်တော်မေးချင်တယ်မေးကုန် ဦးသူတို့မကယ်ဘူးဗျာဒီလူနာတွေမကုတ်ဘူးဗျာကျွန်တော်တို့ NUG ကတော့တိုင်းသားဒီမှာရှိနေတဲ့ဒီစိတ်တက်တွေပေါ့နော်ကျွန်တော်တို့ရဲ့တော်လန်စိတ်တက်တွေကမန္တလေးမှာလာကုမယ်သူတို့ခွင့်ပြုမှာလားသူတို့ရှိတဲ့ခွန်အောင်ကျွန်တော်တို့အားနဲ့သူတို့လာကုမှာပြောချင်တာကသူတို့အဲ့ဒါကိုယာယီငင်းငင်းကြီးလုပ်ပေးပြီးတော့ကျွန်တော်တို့ကိုဝင်ခွင့်ပေးမှာလားရှင်းရှင်းလေးသူတို့လည်းမကုဘူးဗျာကျွန်တော်တို့လာကုမယ်ဆိုလည်းသူတို့ခွင့်ပြုမှာမဟုတ်ဘူးကျွန်တော်ကသိပြီးသားပြောချင်တာကကျွန်တော်တို့မှာရှိနေတဲ့ခွန်တွေအားတွေနဲ့လုပ်ပေးမယ်လုပ်နိုင်တယ်เนาะကျွန်တော်တို့မှာရှိနေတဲ့ စီဒီယန်ဆရာမတွေဆရာမတွေကျွန်တော်တို့မှာအများကြီးရှိတယ်နော်လာပင်ဆိုတော့လည်းတို့ကခွင့်မပြုဘူးတို့ကြတော့လည်းကုလာဆိုပြည်သူတွေတိုင်းပြတ်ထားတယ်မိရအောင်လည်းမလုပ်ပေးနိုင်ဘူးမိရအောင်မလုပ်ပေးနိုင်တယ်မိပြတ်တာကျွန်တော်လက်ခံတယ်ဒါမျိုးဖြစ်တာဒါဆိုရင်အရေးပေါ်မိတွေစင်တာမစင်တာဘာမှမရှိဘူးဦးထိုင်းနိုင်ငံမှာဆိုရင်ထိုင်းနိုင်ငံကတဏီကုံပြနေတာဖြစ်တဲ့တွေ့ဒီထိုင်းနိုင်ငံမှာပြိုကျသွားတဲ့ဒီအဆောက်အုံကြီးကိုအရင်ဆုံးတို့စားလောက်တာယာယီလက်စစ်မိတွေမာကျူရီမိတွေအရင်လိုက်စင်တာဘာလို့လဲ ညဘက်တညလို့သူတို့ကယ်ဆယ်ရေးလုပ်တော့မှာမီးရင်သွေရမှာအဲ့တော့မြန်မာနိုင်ငံမှာဒီစစ်တပ်ကလူတွေသူတို့သူတို့မှာအဲ့လိုယာယီမီးရှိတဲ့မီးဆက်သေးသေးလေးတွေနဲ့မာကျူရီမီးလုံးတွေမရှိဘူးလားမရှိရင်လေသူတို့တရုတ်ပြည်ကတောင်းပေါ်ဗျာပြောစင်လားသူတို့တရုတ်သူတို့သူတို့အပြည်တရုတ်ကတောင်းတရုတ်ကနေလေပြန်နဲ့ယူခိုင်မှန်းဆိုရန်ကုန်ပို့အဲ့လိုပို့ကြပေါ်ဗျာအဲ့တော့မီးမရှိပေနဲ့ဒီကယ်ဆယ်ရေးဘယ်လိုလုပ်ကြမှာလဲဥပမာပြောချင်တာသူတို့မကယ်ဘူးဆိုရင်လေကျွန်တော်တို့လာကယ်နိုင်တယ်အဲ့ကျွန်တော်တို့ဘက်ကလူတွေလာမယ်ဆိုတော့သူတို့ခွင့်ပြုမှာလားဒါမျိုးတွေပေါ့ဗျာအဲ့တော့ အဲ့ဒါမျိုးတော့သူတို့ကဘာလဲဆိုတော့အာဒီချိန်မှာတိုင်းပြည်ပြန်လဲထူထောင်ရေးလုပ်ပါမယ်အဲဒီချိန်မှာငါတို့အားလုံးဒီညီကိုမောင်နှမတွေဖြစ်ပါပြီတရားတရားအပြစ်မပြောကြီးဘာညာဆိုပြီးတော့သူတို့ကရှော့ချပြီးတော့သူတို့လူချင်းနဲ့ဒီငင်းချမ်းရေးနဲ့အပြစ်ခက်ရဲစေးကြီးကိုသူတို့ကဝိုင်းတဲတော့မှာမကြခင်မှာဥသူတို့ဘက်ကလူကြီးသားသမီးတွေစပြောနေကြပြီတချို့သူတို့ဘက်ကလူတွေစပြောအသံထွက်ပြီမကြခင်မှာသူတို့ဘက်ကဒီဒီမနေ့ကဒီညီလာခံတက်ခဲ့တယ်မနေ့ကဒီ အဲသူတို့ရဲ့စည်ရေးပြခန်းအောင်တက်ခဲ့တဲ့အိနိုင်ငံရေးပါတီဆိုတဲ့အိပုတ်ကူတွေကလည်းတက်ပြောကြတော့မှာအဲ့တော့ပြောချင်တာကပြောချင်တာကကျွန်တော်တို့ပြောတာအပြစ်ခက်ယာယီပဲပြောတာဒါကတတ်တတ်เนาะဒါဟုတ်အကြောင်းပြပြီးတော့ကျွန်တော်တို့ကဘယ်သူမှအပြစ်ခက်မရပ်နိုင်ဘာလို့လဲအဓိကကျွန်တော်တို့တောင်းဆိုနေတာသူတို့စင်ခိုင်းတာအခုပဲကြည့်ပြည်သူတွေပြာဒီလောက်ဒုက္ခရောက်နေတယ်เนาะဘယ်မှာလဲသူတို့သူတို့အိမ်မှာအိပ်ပျော်ကြလားကျွန်တော်မသိလို့မေးကြည့်တာအဲ့ဒီစစ်တပ်ကဘူကျုပ်တွေ ဝန်ကြီးတွေဘာထိုင်လုပ်နေကြတာလဲမန္တလေးကိုလာရမှာမဟုတ်ဘူးလားเนาะအခုတကယ်ဖြစ်တဲ့နေရာတွေမှာအားလုံးမိတွေစိမ့်ပြီးတော့ဒီလူတွေကိုကယ်ဆယ်ရေးတွေပြုံကြတဲ့တိုက်တွေအားလုံးကိုသူတို့ရှိသမျှခွန်သူတို့အားနေသူတို့ဥသုံးနေတဲ့လေထီးတွေသူတို့ပြောတဲ့လေထီးပါလေဟိုမော်တာတက်ထားတဲ့ပါရာမော်တာတို့နော်သူတို့ပြောတဲ့ဒီရဟတ်ယင်တို့သူတို့ပြောတဲ့လိန်ပြန်တွေ ਨੇ ဒီချိန်မှာကယ်ဆယ်ရေးတွေပို့ရမှာဆေးဝါးတွေပို့ရမှာပစ္စည်းတွေပို့ရမှာကျွမ်းကျင်တဲ့လူတွေပို့ရမှာမြန်မာတနိုင်ငံလုံးမှာဟိုဒီမြန်မာတနိုင်ငံလုံးမှာ ဟိုငလင်တံမထိတဲ့ဒေသတွေကလူတွေအားလုံးကိုလေပြန်နေနဲ့သဲပြီးတော့ဒီမှာကဲစေးတွေမမီးသက်တွေပဲဖြစ်ဖြစ်ဗျာဟိုကျွန်တော်ပြောသလိုဘယ်သူပဲဖြစ်ဖြစ်ပေါ့အကုန်ရှိရမှာလေကျွမ်းကျင်ဝန်တန်းလည်းမရှိဘူး train လောက်ထားတာလည်းမရှိဘူးအဓိကဆေးရုံမှလည်းဆေးဝါးမရှိဘူးဆေးရုံပြူကြဝါးပြီဆိုလေအရေးပေါ်ဆေးဝါးလာပြီဆေးရုံတွေအကုန်လုံးရှိတယ်တခုခုပေါ့ဗျာအရေးပေါ်ကုသမဲ့နေရာတွေဖန်တီးမယ်ဆိုတာတွေလည်းမရှိဘူးအဲ့တော့နောက်မို့လေအဲ့ဒီ မန္တလေးကအရေးပေါ်အသက်လူရမဲ့လူနာတွေကိုတခါတည်းရဟတ်ရင်တွေနဲ့သေပြီးတော့ရန်ကုန်ဆေးရုံကြီးမှာကုပေးမယ်။နောက်မှလည်းမော်လမြိုင်ဆေးရုံကြီးမှာကုပေးမယ်။ဒါမျိုးလည်းမရှိဘူးဗျာ။သူတို့နဲ့မဆိုင်တဲ့လူကြီးကိုနေနေပြီးတော့ပြည်သူတွေကဥဒိုင်းရတွေရပြီးဘယ်ပြေးလို့ပြေးရမှန်းမသိ။အခုမန္တလေးဆေးရုံတဲကိုပြေးဝင်နေပြည်တော်ပြေးဝင်အကုန်လုံးလမ်းပေါ်မှာတခါတည်းတောင်ပြင်ထဲမှာလွတ်ထားသလိုပဲတခါလည်းဖြစ်ကျင်နိုင်ဖြစ်နေကြတာ။အဲ့တော့ပြောတော့သူတို့ကတိုက်ပြေကိုအချုပ်ချင်းနဲ့ပြောတယ် ပြောတော့ဒီမိုကရေစီပါတီစုံစနစ်လာပြောအခုလက်ရှိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုသူတို့ကယ်ရမှာလေပြည်သူတရားရဲ့အသက်တိုင်းအသက်တိုင်းကိုကယ်ရမှာလေအဲ့ဒါဆိုရင်မင်းတို့မလုပ်နိုင်ဖယ်ငါတို့လာမယ်တော့ငါတို့ရဲ့စိတ်ဓာတ်တွေလာမယ်ဆိုလို့ခွင့်ပြုပါလားပြောချင်တာကပြောစရာတွေမှာအများကြီးပါအဲ့တော့ကုလသမဂ္ဂကတော့ချက်ချင်းကြီးညာတယ်ကုလသမဂ္ဂအတွင်းမှုကြောတော့မြန်မာနိုင်ငံကိုသူတို့ချက်ချင်းအကူအညီပေးဖို့တော့ဖြစ်တာတော့တနိုင်ငံနဲ့ဖြစ်တာမဟုတ်ဘူးခွန်တနိုင်ငံလောက်ဖြစ်တာဒါပေမဲ့လေမြန်မာနိုင်ငံကစည်ရင်နွယ်ပါတာပြည်မြန်မာပြည်ဦးစားပေးမယ်ပေါ့ ကုလသမဂ္ဂကတော့ကြီးညာပါတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့တကယ်ဒုက္ခဖြစ်တဲ့နေရာကိုရောက်ပါလားသူတို့အိတ်တွေပဲကောက်ထည့်လိုက်ပါလားအခုမန္တလေးကိုရောက်ပါလားအောင်ပန်းကိုရောက်ပါလားဦးပြောချင်တာကအခုဒီမှာဖြစ်နေတဲ့မြေသားမျိုးကိုရောက်ပါလားကြောက်ဆယ်ကိုရောက်ပါလားဦးပြိုကျတဲ့နေရာတွေကအများကြီးစကိုင်းကိုရောက်ပါလားအဓိကကအဓိကကပြန်လဲထူထောင်ရေးမဟုတ်ဘူးဗျာသူတို့ကပြန်လဲထူထောင်ရေးဘာညာဆိုပွဲလို့ကြအောင်မှာဒါပြန်လဲထူထောင်အခုလက်ရှိပိတ်မိနေတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုအရင်ကယ်ရမှာအောက်ထက်မှာကလေးတွေလည်းပါမယ် နော်ဒီအဆောက်အဦထဲမှာရှိနေတဲ့လူတွေပြိုကျသွားမယ်ဟိုတယ်ကြီးလုံးလိုက်ပြိုသွားတာတွေအဲ့ပြိုကျသွားတယ်အထဲမှာဒီအုပ်ပုံကြားထဲမှာပါသွားမှာပဲဒီလူတွေရဲ့အသက်တွေနောက်တစ်ခုအုပ်ပလီတွေပြိုကျတယ်ကျွန်တော်သိတယ်တော့ဖျားတွေပြိုကျတယ်အခုပဲမိတ်ဆွေတယောက်တင်လာတာကျွန်တော်ကြည့်ပြီးတော်တော်စိတ်မကောင်းတာနော် तू က UK မှာပဲနေတယ်အခုအဖေနဲ့စကားပြောပြီးပြီတဲ့အဲ तू तू ရဲ့မတ်လေးပေါ့နော် तू ရဲ့ तू 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 ရဲ့မတ်လေးပေါ့မတ်ကဒီစကိုင်းကတနေရာမှာ ဖះဘုံမှာပတိစိတ်နေနေဖះပြူကြတဲ့တည်းမှာပါသွားပြီးဆုံးသွားပြီဘလောက်ဝမ်းနေစရာကောင်းလဲဖះဘုံမှာလူတွေရှိနေတယ်ဗျဖះဘုံမှာပတိစိတ်တဲ့လူတွေရှိမယ်ဖះဖူးတဲ့လူတွေရှိမယ်ပလီတွေမှာလည်းအခုကကျွန်တော်တို့ကမွတ်စလင်မွတ်စလင်တွေရဲ့ဒါဂျိုမာနေတော့တောက်ကြဖះဖူးပြူပြူတဲ့အချိန်ကြီးတိုက်ဆိုင်နေတာအဲ့တော့ပလီတွေမှာလူတွေရှိမယ်ခြချောင်းတွေမှာလူတွေရှိမယ်ခြချောင်းကတော့ဒီနေ့ကနေ့လည်ပဲဆိုတော့နည်းနည်းတော့တတ်တာမယ်အဲ့တော့ဖះရီအထူးသဖြင့်ဖះရီနောက်တစ်ခုကဘုံကြီးចောင်းဖြူကြတယ်ဗျာ ။ဟိုမန္တလေးမစိုးရိမ်ကြောင်းတိုင်းဆိုအဲ့ဒီကြောင်းတိုင်းပေါ်မှာတန်ဃာတော်ကြီးရှိမှာပဲလေ။ရှိမှာပဲသိကြတယ်။ဘာမူးနိဘုရားကြီးပြောကြတယ်အမီရတယ်မြေခတယ်။အဲ့ဒီမှာဇောင်းတန်းတွေမှာလူတွေရှိမှာပဲ။ဒီဟာတွေအားလုံးကိုကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ကိုလောရမှာ။ပြောချင်တာကယ်ဆယ်ရေးဆိုတာအဲ့ဒီပိတ်မိနေတဲ့အဆောက်အအုံမှာပိတ်မိနေတဲ့လူတွေကိုအနည်းဆုံး3ရက်82နာရီတော့မဟုတ်4ရက်ပေါ့။တော့လူတရားအသက်ရှင်နေတဲ့အချိန်ကိုမရရအောင်တူးဆွပြီးတော့ကယ်ထုတ်ရမှာ